မြန်မာပြည်တောင်ပိုင်းခွဲထွက်ရေးအစီအမံကိုဥချိုးခြင်းရှမ်းမြောက်မှသည့်ကရင်ပြည်နယ်သူနိုင်ငံတော်နှင့်တမတော်၏စေရေးမဟာဗျူဟာပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် မြန်မာနိုင်ငံဟာပြည်ရင်းစစ်မီတဟုန်ဟုန်တောင်းနေချိန်မှာနိုင်ငံတော်ရဲ့တတော်ဝီနိုင်ငံရေးအနာဂတ်ကိုပြန်လည်ပြမယ်အထူးကစေလှုံ့ဆော်မှုနှစ်ခုဟာမကြသေးမီကဖြစ်ပွားခဲ့ပါတယ်။ဒါတွေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းက PRI လမ်းကြောင်းကိုပြန်လည်ထိန်းချုပ်ခြင်းနဲ့မြန်မာပြည်တောင်ပိုင်းကိုခွဲထုတ်မယ်အစံဖက်စံညွန်ကြီးကိုဦးကျွမ်းနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီတင်ကြချက်မှာတော့နိုင်ငံတော်နဲ့တက်မတော်ဘက်ကရှူတောင်းအရာဒီစီရေးနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေရဲ့နောက်ွယ်အားပြူဟာများရွှေ့ွက်တွေနဲ့မြမအနာဂတ်အတွက်ဘလို့အထိပယ်တက်ရောက်မှုတွေရှိနေတယ်လဲဆိုတာကိုခွဲခြားစိတ်ချတင်ပြပေးသားမှာပဲဖြစ်ပါတယ်။အပိုင်း၁ရှမ်းမြောက်အောင်ပွဲနဲ့ပြည်အိုင်လန်ကြောင့်ပထမဆုံးအနေနဲ့မြမတီမြောက်ပိုင်းကိုကြည့်ရအောင်ပါ။ ကြောင့်မဲနောက်ဆုံးနဲ့တိဘောမျိုးတွေကိုတမရော်ကပြန်လည်သိမ်းပိုင်နိုင်ခဲ့ပြီးလာရှုမန္တလေးပြည်တော်စီလမ်းမကြီးကိုစိတ်ချလက်ချပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဟာစွတ်တင်တည်ထားတဲ့သတင်းတစ်ခုလို့ဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်။တမရော်သားတွေတိဘောမျိုးကိုနှစ်ပတ်အတွင်းပြန်သိမ်းပိုင်ပြီး TNL တွေကိုခွေးမောတယ်လို့မောင်းထုတ်လိုက်ခြင်းဟာတရုတ်မြန်မာစီးပွားရေးစင်ကြံကိုအသက်ပြန်ဝင်လာစေဖို့ရည်ရွယ်တဲ့အတိတ်ကလှုံ့ဆော်မှုဖြစ်ပါတယ်။ ရှမ်းမြောက်က DNL နဲ့ KNA တို့စီ အရာအရင်းနှိမ်သွားတာဟာနောက်ပိုင်းမှာတောင်ပိုင်းက KNU နဲ့ PDF အကြမ်းဖက်တွေကိုပါကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေခဲ့တဲ့အချက်ပြသံဖြစ်တယ်လို့ဆိုနိုင်ပါတယ်။အပိုင်းနဲ့တောင်ပိုင်းခွဲထုတ်ရေးစညုံကိုဆွဲနှုတ်ခြင်းဒါပေမဲ့အထူးတလည်းဂုံယူစရာအကောင်းဆုံးကတော့မြန်မာနိုင်ငံတောင်ပိုင်းကအကြမ်းဖက်ရေတောင်မြစ်ကြီးကိုဆွဲနှုတ်လိုက်တဲ့ရှေ့ကပါပဲ။ရှေ့သားသူရဲ့တုံ့တက်ချက်အရာတဟာမြန်မာပြည်အောက်ပိုင်းကိုအထက်ပိုင်းနဲ့ပိုင်းထုတ်ပြီးခွဲထုတ်ပြမဲ့စညုံကြီးဖြစ်ခဲ့ပါရဲ့။ KNU, KNL, PDF တွေဟာမြဝတီမျိုးစောင်းတက်ကိုဖိအားပေးပြီးမော်လမြိုင်ရှိအရှိတောင်တိုင်းစစ်ဌာနချုပ်ကိုအ мян သိန်းကကရင်မွန်တနင်္သာရီဒေသတွေကိုတီမားနဲ့အဆက်ဖြတ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒီလုပ်ငန်းတွေအတွက်ငွေကြေးအရှင်မြတ်ကိုကြားဖြတ်ငွေလိမ်လုပ်ငန်း Industry G ကထောက်ပံ့ခဲ့တယ်လို့ဆွဆဲထားပါတယ်။တောင်ပိုင်းမှာတမရော့ဟာ DEF, BGF နဲ့ DKBA ပါဝအထိုင်နဲ့အာနာကိုထိန်းချုပ်ထားခဲ့တာပါ။ ရှမ်းသူရဲ့အစီအမံဟာ TPGF နဲ့ TKBA ခေါင်းဆောင်တွေကိုဖြုတ်ချပြီးပါဝါလီဟာနဲ့ဖန်တီက KNU PDF ကဝင်ဖြည့်မဲ့အစီအစဉ်ဖြစ်ပါတယ်။အစိုးရအနေနဲ့ဒီအစီအမံကိုထိထိမိမိကန်တွေခဲ့ပါတယ်။အရေးကြီးဆုံးကတော့ PGF ကောင်ဆောင်တွေစုဖွဲ့မှုမပြတ်စေရင်စောချစ်သူကို PGF ကနေ KNA အသွင်ပြောင်းမယ်ဆိုပေမဲ့မူလအစိုးရနဲ့ပူးပေါင်းဆောင်ရွက်တဲ့ PGF အဖြစ်ပြန်လည်ဆောင်ရွက်စေရညှိနှိုင်းနိုင်ခြင်းဖြစ်ပါတယ်။အပိုင်း၃စစ်အင်အားဖြစ်တဲ့မူနဲ့တောင်ပိုင်းထိုးစစ် ညပိုင်းကိုအရေးတည်ယူကြတဲ့နေ့စမှာပဲတမရုံဟာလိုအပ်တဲ့စီအင်အားနီးပညာနဲ့မဟာဗျူဟာရီကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ်။တရုတ်နိုင်ငံနဲ့ဆက်ဆံရေးတည်ဆောက်ပြီးအစံဖတ်တွေရဲ့လက်နက်နဲ့ဗျူဟာအရှင်မြတ်ကိုဖျက်တောင်းနိုင်ခဲ့တာပြည်သူ့စစ်မှုရန်ဥပဒေကိုအသုံးပြုပြီးစီအင်အားဖြည့်တင်တာဒရုန်းနဲ့တံပြန်ဒရုန်းနီးပညာတွေကိုအပူတပြင်းဖြည့်တင်အသုံးပြုနိုင်ခဲ့တာတွေပါ။ဒီပြင်ဆင်မှုတွေပြီးမြောက်ပြီးရဲ့နောက်မြောက်ပိုင်းမှာတီဘောကိုပြန်သိမ်းနိုင်ခဲ့ပြီးရဲ့နောက်မှာတော့ကြောင်ပိုင်းအတွက်ငရဲကန်တကဖွင့်လိုက်တဲ့အချက်ပေးတံချလာခဲ့ပါရယ် 2025ခုနှစ်အောက်တိုဘာ28ရက်နေ့ကနေစက်တင်ဘာလ6ရက်နေ့အထိ Counter Terrorism Operation ကိုဆင်နွှဲခဲ့ပြီးတင်ငန်းကြီးနောက်တဲ့အားလုံးကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ထိုင်းမြန်မာကုန်သည်မှုရဲ့အသက်ပေးချက်ဖြစ်တဲ့ Concrete တင်ငန်းကြီးနောက်မြဝရီအာရှလမ်းမကြီးတခြားကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးချက်စီးခံရတဲ့လမ်းတွေကိုပါအမြင့်ဆုံးပြည်ပြင်ကကုန်သွယ်ရေးကိုချုံ့မွေအောင်ပြန်လည်တည်ဆောက်ပေးလျက်ရှိပါတယ်။ အချုပ်ပြောရရင်တက်မတော်ရဲ့ပြူဟာကြတဲ့ရွှေခွက်တွေနိုင်ငံရေးအရာအင်းကြီးချက်မဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုတွေနဲ့ပြန်လည်ပြင်ဆင်နိုင်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့မြောက်ပိုင်းက PRI လမ်းကြောင်းရောတောင်ပိုင်းကခွဲထုတ်ရေးအစီအမံရောနှစ်ခုလုံးကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီလို့ရှုမြင်ရပါတယ်။အကြံဖက်တွေကလမ်းတွေဖြည့်ဆည်းတော့ကဒုက္ခရောက်ခဲ့တဲ့ကားသမားတွေနဲ့စစ်တပ်ခန့်ပြည်သူတွေဟာကုန်သွယ်ရေးပြန်လည်ချုံ့ဝေအောင်ဖန်တီးပေးတဲ့တက်မတော်ကိုကျေးဇူးတင်နေကြပြီလို့လည်းဆိုနိုင်ပါတယ်။ ဒီလိုလျှောက်ထွေးတဲ့စေရေးနိုင်ငံရေးစက်ခွန်ဘောကနောက်ဆက်တွဲဖြစ်ပေါ်တူတက်မှုတွေကိုကျမတို့ဆက်လက်ဆောင်ကြည့်သွားမှာပဲဖြစ်ပါရဲ့ရှင်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့တုံ့တက်ချက်များကိုလည်းကွန်မန့်ကနေတင်ပြဝေပေးခဲ့ပါဦးနော်။အခုလို့စိတ်ဝင်စားစရာကောင်းမဲ့ကပ္ပရေမြမကြီးတင်ပြများစွာကိုနားဆင်ဖို့ YouTube Channel ကို Like and Subscribe လေးလုပ်ပြီးပေးနာ Notify Bell လေးကိုလည်းနှိပ်ထားဖို့တမမေ့ပါနဲ့နော်။ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်။